ဆိုင်ရည်သူတိတ်ပံမှန်ဝရေးသားထားတဲ့တောင်ပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာရှစ်ကိုဖတ်ပြပေးစမှာရှင်။ကျမရစာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။တောင်ပြောင်းထွေလာရှစ်ကျွန်းလှလေးရက်လေးလ1940ကိုဘေကျွန်တော်စာမရေးတာတော်တော်ကြာသွားပြီ။ ဟိုလိုလိုဒီလိုလိုနဲ့အချိန်နေကုန်လွန်ခဲ့တာပဲဗျာ။စာမြင်တဲ့အကြောင်းထူရတော့ဖြင့်ပြစရာဘာတစ်ခုမှမရှိဘူး။ကိုအောင်ဖေစီကစာမရတာလည်းကြားပြီ။နှုတ်ပေမဲ့ကိုအောင်ဖေစောင်းပါတော်တော့ဖြင့်တက္ကသိုလ်ကျောင်းတိုင်မဂ္ဂဇင်းမှာဖတ်လိုက်ရတယ်။အခုဘယ်ရောက်နေလဲ။ရွှေတောင်တန်းအရင်အိမ်မှာပဲလား။အိမ်ပြောင်းသွားပါလား။ကိုအောင်ဖေရဲ့လိပ်စာအသေးချောင်းမသိတာနဲ့အသိအကျိုးတော်ဆောင်ဦးကျော်ဝင်းစီကတဆင့်ဆိုပြီးတော့လိပ်စာတက်လိုက်တယ်။ ကိုရင်လက်ထဲဒီစာ ရောက်တန်ကောင်းရဲ့လို့ထင်တာပဲအခုရေးလိုက်တာဘယ်နေရာကလို့မှတ်တယ်လဲပြီးရွှေဘူစီရင်စုအနောက်မြောက်မူးမြစ်ကမ်းမှာတည်ရှိပြီးမြို့မကျရွာမကျတဲ့ကျွန်းလှခေါ်အရက်ကရေးလိုက်တာပါပဲဗျနီးရထတဒန်းမြင်းတဒန်းလာရတဲ့နေရာပေါ့ပြီးရွှေဘူကကံဘလူမြတိရပင်ဘူတာအထိနီးရထစီတိရပင်ဟာကျွန်းလှအထိ တော်လန်ခရီးမှာမြင်းစီးကလာခဲ့ရတယ်။တစ်ရပင်နဲ့ကျွန်းလာ16မိုင်19မိုင်လောက်ရှိတယ်။တစ်တော်တွေပတ်လည်ဝိုင်းနေတဲ့ဒေသဖြစ်လို့မနက်ခင်းနဲ့ညအခါမှာချမ်းတောင်ချမ်းတပြို့နေခင်းအခါတော့အတော်ကလေးပူရဲ့ကြီးရွှေဘိုလောက်တော့မပူဘူးအစိုးရကိစ္စနဲ့ကျွန်းလာရောက်နေတာနှစ်ရက်ရှိသွားပြီအလုပ်ကိစ္စတွေပြီးလို့ခအားအားကလေးရှိတာနဲ့ဒီစားကို ကောင်းရည်တာပါပဲဗျာ ဖေဖော်ဝါရီလအကုန်မှာအစိုးရတိန့်တီဖွင့်တော့ကကျွန်းလနဲ့ရအလှပြိုင်ပွဲတွင် ပထမစွဲသူကိုဝယ်ရန်ဆိုတဲ့အတိတ်နဲ့ချက်900စုတခု ပောက်သွားတာကိုဖတ်လိုက်ရတယ်။ဒီတော့ကအဲ့ဒီအတိတ်ကလေးကိုတော်တော်သဘောကျမိတယ်။အဲ့ဒီအတိတ်နဲ့ပောက်တဲ့ပုံကဘလို့နေပါလိမ့်မလဲလို့တွေးမိတဲ့ဗျ။အခုလိုကိစ္စနဲ့ကျွန်းလှကိုရောက်လာတော့အဲ့ဒီအတိတ်နဲ့ပေါက်တဲ့ပုံကဘလို့လူပါလဲဖြူဖြူလားမဲမဲလားလူပြိုလားလူအိုလား အသက်ဘလောက်ရှိပြီလဲလို့မြို့ပိုင်မင်းဦးထိတ်တင်ကိုမေးကြည့်ပါရောဦးထိတ်တင်ကရီပြီးအဲ့ဒီအတိတ်နဲ့ပေါက်တာလူဝိကြောင်မဟုတ်ဥပစင်ကလေးတစ်ပါးဖြစ်ချောင်းကိုပြောပြတယ်ဒီတော့ကျွန်တော်မှအတော်ဟဟပပရီမိတဲ့ပေါ့ဖြစ်မှဖြစ်ရလေဗျာဥပစင်တယ်မယ်ဒီအတိတ်မျိုးကိုရွေးမှရွေးတက်ပလိသူ့စီရတော်ကဘလို့ပြောမလဲမသိဘူးထီပေါက်သူဥပစင်ရဲ့ဘွဲတော်ကဥပညာတာမိတယ်ဗျာ သူ့တရင်သုံးတော်မူတာကျွန်းလှနဲ့နှစ်မိုင်ခန့်กว่าတဲ့ဇီရောရွာမှာတဲ့ကိုရင်ရန်ကုန်မှာရောက်နေတဲ့အခါအလှပြိုင်ပွဲမှာပထမဆွဲတဲ့မိန်းကလေးကိုဘလို့သဘောရသလဲလို့မိအကြီးစမ်းပါလားသဘောတူရင်လည်းတူမတူရင်လည်းဘယ်တက်နိုင်မှမလဲဦးပညာတာမင်းနဲ့တွေ့လဲကျွန်တော်မေးကြည့်ပါမယ်တို့ပဲမဲမြမပြီမှာအလှပြိုင်ပွဲလုပ်တာကျွန်တော်သိသလောက်ဖြင့်တခါပဲရှိသေးတယ်ကိုရင်9နှစ်6နှစ်လောက်တော့ဂျူလီဟောမှာလုပ်တာလေ ဘသူပထမဆွဲတယ်ဆိုတာကိုတော့ကောင်းကောင်းမမှတ်မိတော့မတ်တင်ညွန့်ဆိုလားမတ်တန်းညွန့်ဆိုလားမတ်ချစ်ညွန့်ဆိုလားမပြောတတ်ဘူးကြားလဲကြားမှာကိုအခုလောက်ကြရင်ကျင်ညာများရနေပလားလဲမပြောတတ်ဘူးကျင်ညာမရသေးလို့ရှိရင်လဲငွေ900လောက်ထိပေါက်ရုံနဲ့ဥပစင်းလူတော်ကိုသဘောကျခြင်းမှကြမယ်ဘာဖြစ်ဖြစ်ဗျာစုံစမ်းတာတော့လုံးမမထင်ဘူးစုံစမ်းမှသာစုံစမ်းမှာနောင်ခါလာတော့နောင်ခါစေပေါ့ ဒီကျွန်တော်ဥပစင်တပါတယ်မဟုတ်သေးဘူးဗျမန္တလေးကလည်းသာသနာဘောင်ကိုညီးငွေ့ပြီဆိုလားယဟန်ဘောင်ကိုညီးငွေ့ပြီဆိုလားအဲ့ဒီအတိတ်နဲ့တထောင်တစု ပေါက်သွားတာကိုလည်းသတင်းစာထဲမှာဖတ်လိုက်ရတယ်အဲ့ဒါလည်းမဟုတ်မှလွယ်ရောကျွန်တော်ဖြင့်ဥပစင်လေးရပဲထင်တယ်နောက်ပြီးတော့တခြားအတိတ်တွေလူဝိကြောင်နာမည်တွေနဲ့ပေါက်ကြတဲ့ဥပစင်တွေလည်းအများကြီးရှိပါတယ်လို့သတင်းကြားရသေးတယ် ထိပေါက်ကြတဲ့ပုံကိုယ်တွေဟာအများအပြားလူထွက်ကြမယ်ထင်တာပဲဒီတော့ကအစိုးရထီကသာသနာတော်ကိုဆုပ်ယုပ်စေသလားတိုးတက်စေသလားဆိုတဲ့ပြဿနာကြီးတစ်ခုထွက်ပေါ်ပြီးလာတယ်။ထီပေါက်ကြလို့ယဟန်နေလူဝိလဲကြတာသာသနာကိုညှို့နှွန့်စေတယ်လို့ဆိုရင်လည်းဖြစ်တာပဲ။တစ်ဖက်ကကြည့်ပြန်တော့လေသာသနာတော်မှမပြောပိုက်ဖဲပတ်စံမရှိလို့ကုတ်ကပ်ပြီးနေကြတဲ့ပုံကိုယ်တွေဟာလူမထွက်ဖဲနေတာဖြစ်ဖြစ် လူထွက်သွားတာဖြစ်ဖြစ်သာသနာညှိုးနှွမ်းစရာအကြောင်းမရှိဘူးလို့ဆိုရင်လည်းဖြစ်နိုင်တာပဲအခုလိုပုံကုမျိုးသာသနာဘောင်ကိုစွန့်သွားရင်သာသနာတော်စင်ကြယ်သေးတယ်လို့စင်ကြယ်ဝင်မယ်ဆိုရင်လည်းဝင်နိုင်တာပဲလေနောက်ပြီးထီပေါက်ကြတဲ့အတိတ်တွေကိုဖတ်လိုက်မယ်ဆိုရင်လူရန်သားရှင်ပြုရန်ဖျားတဲရန်ပဇင်းခံရန်ကျောင်းဆောက်ရန်ဆိုတဲ့အတိတ်မျိုးတွေကိုအများကြီးတွေ့ရတယ်။ဒီတော့အစိုးရတိန့်ထင်ကြီးပေါ်လိုက်တာ သာသနာအတွက်အကျိုးများဖို့သာသနာကြီးစီပင်ဖို့သာသနာကြီးတိုးတက်လောက်တာနဲ့တိုးတယ်ဆိုလို့ရှိရင်လည်းမမှဘူးဗျအဲ့ဒါကြောင့်အစိုးရတိန့်ထီကြီးကိုဆက်လက်ပြီးဖွင့်စေဗျသာသနာအကြောင်းရေးနေရကစကားဆက်မိလို့ဖျားပွဲအကြောင်းရေးလိုက်ရအောင်မတော့ကိုဦးထိတ်တင်နဲ့ဆက်မိဆက်ရစကားပြောရင်ဖျားပွဲလောက်တာပြည်သူပြည်သားတွေအတွက်အကျိုးများသလားအကျိုးရုပ်သလားဆိုရင်ပြည်ထနာစီကိုရောက်သွားတယ် ။ဦးထိတ်တင်ကတော့အညာမှာဖျားပွဲလုပ်တာ။ပြည်သူပြည်သားတို့အတွက်စင်းရင်သားတွေအတွက်အင်မတန်အကျိုးများတယ်လို့ဆိုသည်ဗျ။ဒါကြောင့်ကျွန်းလာကကုံတဲ့လူကြီးတွေကဖျားပွဲ မလုပ်ချင်ကြတာတော့။ "तू ကဖျားပွဲ ဖြစ်အောင်စီမံပေးလိုက်တဲ့။သူ့စင်ကြီးကဒီလိုဗျ။နားထောင်"အညာမှာဖျားပွဲရဖျားပွဲတက်တက်လည်းမဟုတ်ဘူးတဲ့ဈေးပွဲလည်းဖြစ်တဲ့ဖျားပွဲလုံးမှဖြင့် အနေနဲ့အမျိုးမျိုးမှဈေးတယ်တွေရောက်လာကြပါယို့ဈေးတယ်တွေဖျားပွဲမှာအပြာအဆိုင်ရောင်းကြတော့ဈေးဝယ်သူစင်ရင်သားတွေဟာသူတို့လိုချင်တဲ့ပစ္စည်းတွေကိုဈေးပေါ်ပေါ်နဲ့ရကြတယ်ဆိုကိုဖျားပွဲမရှိတဲ့အခါမှာတောသူတောင်သားစားတပိတ်သားကို ကျွန်းလာမှာငါပဲတုံးမှုနဲ့ဝယ်ကြရတဲ့တဲ့ဖျားပွဲကြတဲ့အခါများတော့တပိတ်သားကိုတမူးတုံးပဲနဲ့ရကြတဲ့တဲ့ဒီတော့ဖျားပွဲလောက်တာစင်ရင်သားတွေအတွက်အကျိုးများတယ်လို့ဆိုကို သူပြောတာလေဟုတ်တုတ်တုတ်ပဲသို့မို့ကြောင့်ဖရဲပွဲတွေများများအလုတ်ကြစီပြာဖရဲပွဲရနေပြီသူပောင်းလာတဲ့ခေါင်းပေါင်းစီကိုရောက်သွားပြန်တယ်ရှင်စစ်တော်သူပောင်းလာတာမဟုတ်ဘူးပောင်းမိသားခေါင်းပေါင်းကိုဆွတ်လာတာပါပဲအခုတလောပောင်းမိသားခေါင်းပေါင်းနေခစ်စားနေတာကိုလည်းကိုရင်အသိပဲမလားအဲ့ဒီခေါင်းပေါင်းမျိုးပေါ်လာတာကောင်းဤမကောင်းဤဆိုတဲ့ပြဿနာလည်းရှိသေး။အရင်တော့ကတော့သွားစရာလာစရာရှိရင်ခေါင်းပေါင်းပေါင်းရတဲ့ဒုက္ခကလည်းအကြီးသား အရင်လိုလေပေါင်းလို့မရလေတခါတခါခေါင်းပေါင်းမှဖြင့်အနည်းဆုံး10မိနစ်15မိနစ်ကြာသွားတယ်အခုအခါများတော့အင်မတန်မှနေရာကျပေါင်းမိသားခေါင်းပေါင်းစွတ်လိုက်ရုံပဲအချိန်ဘာမှမကုန်အခုလိုအပြေးအလွှားခက်ကြီးမှာအချိန်မဖြုံးနိုင်ဘူးဗျတို့ပဲမဲ့ပေါင်းမိသားခေါင်းပေါင်းတွေကိုဝယ်ပြီးစွတ်ကြတဲ့အတွက်တယောက်နဲ့တယောက်လက်ရချင်းမမားတော့ဘူးအတူတူဖြစ်သွားတော့တာပဲကို့ခေါင်းပေါင်းကို့ပေါင်းနဲ့ခက်တုံးကတော့ကို့လက်ရနဲ့ကို့ တော်တော်ခွဲခွဲခြားခြားရှိကြတယ်။တချို့ကတော့ခက်ဖောင်းဖောင်းကလေးတချို့ကတော့ခက်ကြစ်ကြစ်တချို့ကတော့ခက်အုပ်အုပ်တချို့ကတော့ခက်ပွတ်ပွတ်တချို့ကတော့ခေါင်းပေါင်းစကိုဘယ်ဘက်ကချတချို့ကတော့ညာဘက်ကချအထုထုအပြပြပါဗျ။လက်ရအမျိုးမျိုးအကြိုက်အမျိုးမျိုးအခုများတော့အားလုံးတမျိုးတစားတည်းဖြစ်သွားတော့တယ်။ဆက်နဲ့ရက်တဲ့အထင်နဲ့လက်ရက်အထင်နဲ့ကွဲသွားသလိုလဲဖြစ်တယ် ဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်သဘောကတော့ဖြင့်ပေါင်းမိသားခေါင်းပေါင်းတွေပေါ်လာတာအချိန်တက်တာလို့ကောင်းနေထင်တာပဲအခုရေးနေတဲ့ပြဿနာအကြောင်းမျိုးမျိုးအုံမင်းဦးထိတ်တင်နဲ့တော်တော်ကြာဆွေးနွေးကြပြီးတဲ့နောက်မျက်နှာတားနဲ့ဦးထိတ်တင်သူ့အိမ်ကိုပြန်သွားတယ်ကျွန်တော်တယောက်တည်းကျန်တော့မှထွေရလေးပါစဉ်းစားမိတာပါဗျာဘိုးတဲတဲ့မှာများတယောက်တည်းအင်မတန်စဉ်းစားကန်ထုတ်လို့ကောင်းနေရဲ့ဗျအခုလိုစဉ်းစားနေတော့ အနောက်မှာအခုဖြစ်ပြက်နေတဲ့စစ်ကြီးအကြောင်းရောက်သွားတယ်။စစ်ကြီးဖြစ်လိုက်တာလူတွေတေကြအဆောက်အဦတွေပျက်စီးကြတယ်။အင်မတန်စိတ်ပြက်ဖို့ကောင်းတာပဲ။အစားအသောက်ဈေးတွေတက်လိုက်တာစိုးစရာမရှိဘူး။လို့ပဲမဲစဘာစီတက်လိုက်တဲ့အတွက်မြမပြည်သူပြည်သားတွေအတော်ကလေးနေရာကျသွားတယ်။အဲ့ဒါစစ်ကြီးရဲ့ကျေးဇူးလို့ဆိုနိုင်တာပဲ။နောက်ပြီးတော့စစ်ကြီးဖြစ်လိုက်တဲ့အတွက်ယောဂကုသတဲ့ဈေးစီးတွေအားကြီးတက်သွားတာပဲ။ တချို့ဈေးကောင်းတွေအဖိုးဘလောက်ပေးပေးဝယ်လို့မရတော့အဲ့ဒီအချက်ကိုတွေးမိပြန်တော့လေစစ်ကြီးကိုအပြစ်တင်မိတယ်တော့ပဲမဲသတင်းစာတွေမှာဂျာမန်အာတိုးဈေးကြော်ညာတွေမပါတာအင်မတန်ကောင်းတပြာကျွန်တော်ဖြစ်ရင်ဂျာမန်အာတိုးဈေးတွေမလာနိုင်တာအင်မတန်သဘောကျတယ်ဒီတော့မှကျွန်တော်တို့မြန်မာတွေတန်တန်ဆွမ်းဆွမ်းဖြစ်လာကြမယ်အရင်စစ်မဖြစ်ခင်ကများဂျာမန်အာတိုးဈေးကြော်ညာတွေကိုသတင်းစာမဂ္ဂဇင်းတွေမှာနေရာတကာပါလို့စိတ်ပြက်ရှူပါရော့ အာတူစီအာတူစီဆိုပြီးစင်စစ်တော့အာဆုပ်ယုတ်အောင်လုပ်တဲ့ဆေးတွေပါဗျာဒီဆေးတွေကိုဘလို့လူစားတွေအသုံးပြုတယ်ဆိုတာလေကိုရင်အသိပဲအဲ့ဒီအာတူစီတွေကိုစားသုံးပြီးတော့ဘလို့နေထိုင်ကြတယ်ဆိုတာလေပြောစရာမလိုတော့တိုင်းသူပြည်သားတွေရဲ့အာဆုပ်ယုတ်လာတော့တာပါတိုင်းသူပြည်သားတွေရဲ့အာဆုပ်ယုတ်လာတယ်ဆိုရင် တိုင်းပြည်အာဆုပ်ယုတ်တာပဲကိလေသာယာကထူပြောအောင်လုပ်ပေးတဲ့ဆေးတွေပါဗျာ မဟုတ်မှလွဲရော ကျွန်တော်သဘောဖြင့်အင်္ဂလိပ်ဘတ်တော်သားတိုင်းပြည်ရလူတွေအင်အားစုပ်ယုပ်ပြီးလူနှုံလူချားတွေဖြစ်လာအောင်အာတိုဇီးတွေကိုဂျာမနီကထုတ်ရောင်းနေထင်တာပဲဒီအာတိုဇီးတွေဟာကျွန်တော်အထင်ဖြင့်တိုင်းရင်းပြည်ရနဲ့မကင်းဘူးလို့ထင်တယ်အခုစစ်ဖြစ်လိုက်တော့မှဒီဆေးတွေပျောက်ကုန်တော့တာပဲကျွန်တော်ဖြင့်ဝမ်းသာတဗျာထားထက်စကားမဆက်တက္ကသိုလ်ပိဒကတ်တိုင်အောင်ဥခင်စော်ထုတ်တဲ့ မောင်ခွေးဖို့စောက်ကလေးအကြောင်းရေးရအောင်မယ်။ဥခင်စောကလည်းကျွန်တော်မိတ်ဆွေပဲ။စောက်ထဲမှာပုံနေရေးတဲ့ပကြီးကျော်ဥပညာကလည်းမိတ်ဆွေပဲ။စောက်ထဲမှာပါတဲ့ကြပြားလေးတွေကိုဆက်ဆိုတဲ့မင်းသူဝန်ကလည်းရင်းနှီးတဲ့မိတ်ဆွေပဲ။ဒီတော့ကဒီစာအုပ်ကောင်းပါတယ်လို့ရေးမိရင်သူ့မိတ်ဆွေတွေရဲ့စာအုပ်ကိုမျက်နှာလိုက်ပြီးရေးပါတယ်လို့ကိုရင်ကဆွဆွဲမအောင်လည်းကြောက်ရသေးတယ်။လောကကြီးကအခက်သားကလေး အခုပြောတဲ့သချင်းကလေးကြပြားကလေးတွေကိုဖတ်ရတာထက်မောင်ခွေးဖို့ဓပြားဖွင့်ပြီးနားထောင်ရတာကပိုပြီးစီးစိမ်ရှိသည်ဗျာကိုခင်စောဟာတော်တော်ညံပိုင်တာပဲကားကလေးမောင်လူမွေးကိုတိတ်ချင်ရင်မောင်ခွေးဖို့ဓပြားကိုဖွင့်လိုက်ရုံပဲဓပြားတစ်ချက်လဲဆုံးရောကလေးလဲအိပ်ပြော်ရောအင်မတန်နေရာကြတာပဲဗျို့ကိုရင်ကတော့တာသမီမရှိသေးလို့အကျိုးထူးမှမသိသေးဘူးကျွန်တော်စိတ်ထဲမှာအခုခေတ် မောင်ခွေးမောင်မွှေးတို့ကုသိုလ်ကံထူးတယ်လို့ထင်မိတယ်။ကျွန်တော်တို့ခေတုံးကတော့ရွှေလမယုံဝို့တို့မိထီလာကံတော်အောက်တို့နဲ့ပြီးခဲ့တယ်။သူခေနဲ့သူပေါ့။နှုတ်ပဲမဲကျွန်တော်တို့ခေတုံးကတော့အမေတို့အတော်တို့ဆိုသမျှနဲ့ကျင်းနှက်ခဲ့ပါတယ်။အခုငနဲလေးတွေကတော့ဓပြားထဲမှာပါတဲ့သချင်းတန်ကိုစီးစိန်ကလေးနဲ့နားထောင်ကြရတယ်။အင်မတန်ကမင်းတို့ဝင်တို့ဒီစာကိုဖတ်ရင်တော့ဒီလိုပါတွေကိုရှောက်ရင်းနေတယ်မပြောတတ်ပါဘူးလို့အောက်မိမှာပဲ။ အရေးမရအဖက်မရနဲ့ဝေပန်စာလည်းမဟုတ်ချီးမွန်စာလည်းမဟုတ်အကဲခတ်စာလည်းမဟုတ်သူတို့ဘာပြောပြောဗျာထင်တာရေးလိုက်တာပဲဗျို့ချမ်းသာပါစီဗျာမောင်လူအေးခန္ဓာလောက26အမှတ်184 January 1940